မင်္ဂလာပါ Promising Site Media ကနေကြိုဆိုလိုက်ပါတယ်ယခုတင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့တက္ကစီမောင်းသူလည်းဖြစ်ဖက်သွားကလည်းဖြစ်တဲ့ကျော်ဝင်းနတ်ဟာလေဘင်းကိုတနက်ဖြစ်ဖြစ်ပြီးအသက်ခံခဲ့ရတဲ့သတင်းဖြစ်ပါတယ်အစားအသောက်နဲ့ပတ်သက်တဲ့ blog တွေရိုက်ကူးသူတက္ကစီမောင်းသူကျော်ဝင်းနတ်ဟာကားဆွဲရင်အသက်ခံခဲ့ရကြောင်းစစ်ကော်မရှင်လက်အောက်ခံသတင်းတွေမှာရေးသားဖော်ပြထားပါတယ် နိုဝင်ဘာလ22ရက်နေ့ကမင်္ဂလာတော်မြို့နယ်ခရီးပင်လန်းခွဲမီးပွိုင်အနီးမှာကျော်ဝနမောင်းနေတဲ့ Pro Box တက္ကစီကိုငှားစီးပြီးအနောက်ခန်းကလိုက်ပါလာတဲ့လူကတနက်နေ့ပြစ်တက်သွားတာဖြစ်တယ်လို့သိရပါဗျ။နမေရင်ဝနပေဖြစ်တဲ့တေဆုံးသူကျော်ဝနဟာအင်းစိန်စောပွားကြီးကုန်းမှာနေထိုင်သူဖြစ်ပြီးဒီဖြစ်စဉ်ဟာလူရဲမှုလားဒါမှမဟုတ်တခြားဘလို့အကြောင်းကြောင့်ပြစ်တက်ခံရတယ်ဆိုတာကိုတော့သေချာမသိရသေးပါဘူး။ မင်းအောင်လိုင်းဦးဆောင်တဲ့အာနာသိန်းစစ်တပ်လက်အောက်မှာမြန်မာနိုင်ငံဟာစီးပွားရေးလူမှုရေးပညာရေးအဖက်ဖက်ကဆုံးယုတ်ကြဆင်းနေပြီးပြည်သူတွေဟာလူနေမှုဘဝအကျက်တဲတွေကို နေ့စဉ်ရင်ဆိုင်နေရပါတယ်ဒီလိုဘက်ပေါင်းစုံကအကျက်တဲတွေရဲ့အကျိုးဆက်တွေအနေနဲ့ကိုကိုကိုတေချောင်းကြံစီတာတွေမြို့လေခေါင်လူစီကားတဲ့နေရာတွေမှာပါဓပြရိုက်လူရဲ့တက်ဖြတ်တာတွေပုံမှန်များပြားလာပြီးပြည်သူလူထုဟာမလုံခြုံမှုတွေကိုခံစားနေရတာဖြစ်ပါတယ်